စိုက်ပျိုးရေးမွေးမြူနဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်တော်သူဝန်ကြီးဦးမင်းအောင်ဟာဒုတိယဝန်ကြီးဦးဘဘိုကျော်နဲ့အတူဒီကနေ့မနက်ပိုင်းကနေပြည်တော်တက်ကုန်းမြို့နယ်မှာရှိတဲ့စင်သေးရေလွဲဆယ်ရဲ့လက်ဝဲမြောင်းမကြီးလက်ရမြောင်းမကြီးများမှတဆင်လက်တံမြောင်းခွဲများတို့ရေပို့လွင်နေမှုရေတောက်ဧရိယာပြင်မှာရှိတဲ့နှွေစပားနဲ့နှွေသီးနှံစိုက်ခင်းများတို့စိုက်ပျိုးရေးပေးဝေနေမှုတို့ကိုကွင်းစင်ကြည့်ရှုစစ်ဆေးရမှာပါ ဆယ်မြောင်းနေရေသုံးချမှုစီမံခန့်ခွဲရေးဦးတည်ဌာနတာဝန်ရှိသူများကစင်သေးလက်ရမြောင်းမကြီးနဲ့လက်ဝဲမြောင်းမကြီးတွင်တို့ရေခုံမြောင်းအထက်ဒူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနဲ့ရေသောစနစ်တွင်မှစိုက်ပျိုးရေလုံလန်းစွာပေးဝင်နိုင်ရေးစီမံဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြကြရမှာပြည်တော်သူဝန်ကြီးကလိုအပ်ချက်များကိုဖြည့်ဆွတ်မှာကြားခဲ့ပါတယ်အဲ့ဒီနောက်ပြည်တော်သူဝန်ကြီးနဲ့ဒုတိယဝန်ကြီးတို့ဟာစေရီတော့ တောင်သူများအားတွဲဆုံပြီးစင်တင်ဆယ်ရီတောက်စနစ်တွင်မှရှိတဲ့နှွေစဘာနဲ့နှွေသီးနှံယာရာအေဒီယာများအားလုံးတို့စိုက်ပျိုးရေးအမြန်ဆုံးနဲ့အချိန်မီရောက်ရှိစေရအတွက်တောင်သူများကိုယ်တိုင်ကလည်းသက်ဆိုင်ရာဌာနများနဲ့ပူးပေါင်းဆောင်ရွက်ကြရန်စိုက်ပျိုးရေးကိုလင်းလင်းဆုံးရှုံးမှုနည်းဆုံးဖြင့်စနစ်တကျစီမံဆောင်ရွက်ကြရန်နဲ့တောင်သူများအားလုံးစိုက်ပျိုးရေးကိုမျှတစွာခွဲယူသုံးစွဲကြရန်ဆွေးနွေးမှကြားခဲ့ပါတယ်။ ဆယ်မြောင်းနေရေတုံးချမှုစီမံခန့်ခွဲရေးဦးနှီးဌာနအနေနဲ့စင်တီရေလောင်တမန်မှ2024 2025ခုနှစ်နှွေစပားနှွေတီနံမူလရာထားဧက8000ကျော်ရှိရမှာမန်လေးငင်ကြီးပြည်မှာမေလ2ရက်နေ့ထိဧက9000ကျော်စက်ပြိုးရင်ပြန်လည်ပေးဝင်နေပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။ ဆက်လက်ပြီးပြည်တော်သူဝင်ကြီးနယ်ဖွဲ့ဟာငလင်းနယ်ကြောင်းရေတောက်စနစ်များပျက်စီးထိခိုက်မှုတွေပေါ်မှာတပ်ကုန်းမျိုးနဲ့ရှောက်ကုန်းကျေးရွာနေမှာရှိတဲ့နေစပါးဆက်ကင်းများတို့ဆေးရည်ရောက်ရှိမှုများရေချေမီမရောက်ရှိမှုပေါ်မှာလည်းတင်းနဲ့အထွန်းတို့ရောကြမှုမရှိစေရတဲ့လိုအပ်တဲ့ဤပညာများကိုစိုက်ပျိုးရေးဦးတည်ဌာနကတောင်သူစိုက်ကွင်းအရောက်ကွင်းစင်းဖြောင်းဝေပေးကြရန်မြေရောက်ရင်နဲ့ဆိုလာတွင်းများအနီးမှာရှိတဲ့စိုက်ရိတ်ကများမှာမိုးရွာသည့်မိုးစဘာစိုက်ပျိုးချိန်မှာ ဆောင်းသင်းနဲ့စိုက်ပျိုးရာသီတွင်စိုက်ပျိုးရေပြေးဝေပြီးနှွေစပားပြင်ကိုလည်းအထွတ်နှုန်းကောင်းတဲ့စီးပွားပြည့်တည်နယ်များစိုက်ပျိုးနိုင်ရေးတောင်းသူများအားမြေပုံနဲ့တကွာရှင်းလင်းတိုက်တွန်းပညာပေးဆောင်ရွက်ကြရန်ဆွေးနွေးမှကြားခဲ့ကြောင်းလည်းသိရှိရပါရခင်ဗျာ